လာမယ့်ကဘာဗလာမှာပိုတူဂီကိုစွတ်တဲ့ရင်တော့နောင်နာကြီးကြီးရသွားပါလိမ့်မယ်အားလုံးမင်္ဂလာပါ ကျောဘောလုံးပြည်သက်တဲ့အနေနဲ့တောင်အမေရိကကအသင်းတွေနဲ့ရော်နယ်ဒိုရဲ့ပေါ်တူဂီကိုပိတ်တွေ့ကြည့်ဆိုပြီးပြောနေကြပါတယ်။ဥပမာမက်ဆီရဲ့အာဂျင်တီးနားနဲ့ပေါ့။မက်ဆီရဲ့အာဂျင်တီးနားနဲ့ပဲတွေ့တွေ့၊အမ်ဘာပီရဲ့ပြင်သစ်နဲ့ပဲတွေ့တွေ့၊ပေါ်တူဂီကလာမယ့်နှစ်ကမ္ဘာပလမှာတခုခုလုပ်ပြမယ်ဆိုတာသိကြပါတယ်။မော်ရိုကိုနဲ့ပဲတွေ့တွေ့၊ပြင်သစ်နဲ့ပဲတွေ့တွေ့ပေါ်တူဂီကကြောက်စရာလုံးဝကိုမလိုတာပါ။ရော်နယ်ဒိုပိုင်ရင်ပူကောင်းမှာဖြစ်ပြီးရော်နယ်ဒိုမပိုင်ရင်လည်းရော်နယ်ဒိုအတွက်အကောင်းဆုံးပေးဆက်ကစားပေးချက်မှာဖြစ်ပါတယ်။ဒါကရော်နယ်ဒိုတီဆောက်ထားတဲ့ပေါ်တူဂီပါ။နောက်ပြီးအခုလက်ရှိပေါ်တူဂီမှာကစားနေတဲ့ချာတူလန်နဲ့ကစားသမားတယောက်မှမပါပါဘူး။အဲ့စစ်ကြည့်မလား။ကွင်းလ ဲ့ကြည့်မလားဒါမှမဟုတ်ကန်စစ်ကိုကြည့်မလားနေရာတော်ဒေါင်းစင်းနေရာကိုကောင်းတဲ့ကစားသမားတွေဖြစ်ပါတယ်အဲ့လိုလူဆောင်တက်ဆောင်တဲ့အနေထားကျန်းနေတဲ့အသင်းကဘာနဲ့တက်တူလို့ကစားသမားမျိုးကိုပါပိုင်ဆိုင်တာတော့ပိုတူဂီတို့ကစူပလာလီဆိုတာပို့ပြီးမျောလင်းလို့ရာသွားတော့တာပါဒီတော့ဇွတ်ထင်သေးပြီပြောချင်နိုင်ဆိုပြောလို့ရအောင်ပိုတူဂီကကလေးအသင်းဟုတ်မနေပါဘူးနေသားတစ်ခုမှအကောင်းဆုံးပြပြနေတဲ့ပြန်ပြင်းတကောင်မှဘဝမို့ပဲလူတို့တာဖြစ်ပါတယ် ဒါကြောင့်ရော်နယ်ဒိုကိုတိုက်ခိုက်ချင်စောနဲ့ပေါ်တူဂီကိုပါမြောင်းနဲ့ပို့လိုက်လို့မရပါဘူး။နောက်ပြီးပြီးခဲ့တဲ့ National League ဖိုင်နယ်ပွဲစဉ်မှာစပိန်ကိုပယ်နတီနဲ့ကျုံးခဲ့တာတွေကိုလည်းမေးလိုက်လို့မရပါဘူး။ဒါပြောပြလို့မရတဲ့သမိုင်းတွေပါ။ပြီးတော့ပေါ်တူဂီနဲ့ဗလာတွေဆိုတာကန်ဆက်ပါတယ်။ယူရိုပွဲလိုတာပါ။ဒီတော့2026ကမ္ဘာပလာရဲ့ချန်ပီယံဝေဘဲတစ်ချက်ပြစ်လာနိုင်တဲ့ပေါ်တူဂီကိုတော့ရှော့မတွက်ထားကြပါနဲ့လို့တတိပေးလိုက်ရှင်ပါတယ်။